မင်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်းပါ DPPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးမှာပါအာနာသိစစ်ကောင်းဆောင်မင်းအောင်လှိုင်ရန်ကုန်ကိုမေလာတတိယပတ်ထဲမှာလာဖို့ရှိနေတဲ့အတွက်ဒလဒဒာအနည်းမှာလမ်းတွေခင်းတာမိဒိုင်တွေပြုပြင်တာနဲ့လုံခြုံရေးကိုလည်းတုံ့ပြန်ထားတယ်လို့စစ်ကောင်စီနဲ့နှိဆက်သူတွေစီကသိရပါတယ်ဒလာတဒါလို့ခေါ်တဲ့ကိုရီးယားမြန်မာချစ်ကြည်ရေးတရားကိုလာကြည့်ဖို့ရှိနေတဲ့အတွက်ရန်ကုန်ကမလာခင်စစ်ကောင်ဆောင်ဟာမန္တလေးကိုသွားဖို့ရှိနေတယ်လို့သတင်းရင်းမြစ်ကပြောပါရတယ်။ ရန်ကုန်မှာတော့ဒီရက်ပိုင်းအတွင်းမင်းအောင်လှိုင်လာမှာဖြစ်တဲ့အတွက်လုံခြုံရေးတင်းကျပ်ထားတယ်လို့စစ်ကောင်စီနဲ့နှိစက်သူက GBP ကိုပြောပါတယ်။ကိုရီးယားမြန်မာချစ်ကြည်ရဲ့တရားဟာရန်ကုန်မြို့လမ်းမတော်မြို့နယ်ဖုန်ကြီးကျောင်းနဲ့ဒလမြို့နယ်ကမာကစေရွက်ဘုံမင်းအောင်လမ်းမကြီးကိုဆက်သွယ်ထားတာဖြစ်ပါတယ်။ ဲ့ဒီတရားတိဆောက်ဖို့ခက်မှန်ကုန်ကြစိတ်ဟာတောင်ကိုရီးယားဘက်ကအီရီဆီယက်လုံချင်းွေအမေရိကန်ဒေါ်လာ139.833တန်းနဲ့မြန်မာဆွေရဘက်ကထဲဝင်ငွေ30.341တန်းဖြစ်တယ်လို့သိရပါတယ်ရှင်။ တပေးမြို့နယ်က စာတင်ကျောင်းကိုလေးကျောင်းတက်ခိုက်တာဟာစစ်ပွဲဆိုင်ရာရာဇဝမှုကိုကျူးလွန်တာဖြစ်ပြီးစစ်ကောင်စီရဲ့ကျူးလွန်မှုတွေကိုအပြစ်ပေးအရေးယူနိုင်ဖို့အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ NUG လူအခွင့်အရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။သီရိကပြောပြပေးမှာပါရှင်။ပန်းလေးများပွင့်တော့ဖူးတော်ဝင့်လို့ချီတဲ့။နေကြီးမှာရွှေကြီးတော့ငါတို့စာတင်ကျောင်းအခုကတော့မဟုတ်ဘူး။ဘုံမှန်နဲ့ငါတို့ကျောင်း စကိုင်းတိုင်းဒီပရင်မြို့နယ်မှာတိုက်ပွဲဖြစ်ပွားတာမရှိပဲအိုရင်းတွင်ကျေးရွာစတင်ကြောင်းကိုမေလ၁၂ရက်နေ့မနက်9:35မိနစ်အချိန်မှာစစ်ကောင်စီကမိထီလာရှန်တဲလီတက်ကတက်တဲ့ Jet Fighter တစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်ခံရတဲ့စတင်ကြောင်းဟာအိုရင်းတွင်မြောက်ရွာနဲ့တောင်ရွာအကြားမှာတည်ရှိပြီးခလေးတွေအတန်းတင်စာမေးပွဲဖြေဆိုဖို့ပြင်ဆင်နေချိန်မှာဘုံကျဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျောင်းရဲ့စာတင်ဆောင်၄ဆောင်လုံးပျက်စီးခဲ့ပြီးဆီယာမနှစ်ယောက်ပါဝင်ကျောင်းသားကျောင်းသူစုစုပေါင်း24ယောက်တေဆုံးခဲ့တယ်လို့သိရပါတယ်။ကျောင်းသားကျောင်းသူတွေနဲ့ပြည်သူ90ကျော်လဲထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒဏ်ရာရသူတွေထဲက30ကျော်ဒဏ်ရာပြင်းထန်ပြီးအသက်အန္တရာယ်ဆိုးရိမ်ရသူတွေရှိနေတယ်လို့သိရပါတယ်။ဖြစ်သွားတဲ့နေရာကိုဖြစ်သွားပြီးတော့သုံးမိုင်လောက်ကျော်မှာရောက်ရှိသွားတယ်။ဒီကောင်လုံးပျက်စီးနေတဲ့မိုးတွေပွင့်ထွက်နေတယ်။ဒီလက်နက်မှန်ထားတဲ့အဆောင်အအုံတွေပွင့်ထွက်နေတယ် နောက်တော့တွေးဆနေတဲ့ခဏကလေးတွေတွေးဆနေတဲ့အိတ်ကလေးတွေအဲ့ဒီကမ္ဘာမှာအော်အလားလေးတွေ့တယ်အစမ်းတော်တမင်ချင်းကကိုယ်လုံးသွားလို့ပေါ့နော်သူတွေ့နေတဲ့ကျောင်းသားတွေနဲ့အစကလေးတွေရဲ့ခဏကိုအစကလေးတွေကိုခုရှာတိရှာလိုက်ရှာနေတဲ့မိသားတွေရဲ့အဲ့ဒီမျိုးဝင်ကိုပြစ်ခဲ့ရပါလိမ့်ရှင်လေကျောင်းတိုက်ခိုက်မှုကြောင့်ခနာကိုအစိပ်ပိုင်းပျက်စီးသွားတဲ့ကလေးငယ်တွေကိုမေလ12ရက်နေ့ညနေပိုင်းမှာပဲ 9ယောက်3ယောက်2ယောက်ပေါင်းကမြေမြုပ်တကြိုလိုက်ရပြီးအလောင်းမပြက်စီးသေးတဲ့ကလေးတချို့ကိုတော့နာရေးမလုပ်ရသေးဘူးလို့ဂျွာကန်တွေကပြောပါတယ်။သေဆုံးတဲ့လူက24ယောက်ရှိတယ်။တတူတာက2ယောက်နဲ့ အခုချစ်ရရော်တဲ့ကဒီကလုံးလုံးလို့အခုတော့ဆိုတော့ဒီတဲ့ကမိသားစုဝင်တွေကမဆမ်းမတော့ဘူးအဲ့တော့သူတို့မိသားစုဝင်တွေဆောက်ရှောက်တယ်တခြားတဲ့ဒီလက်မှာလည်းလုံးလို့ရတဲ့အတိုင်းအားလေးတွေလုပ်နေတာငါတော့စိတ်မပြတ်ပြောတယ်ကလုံးလုံးတို့ကလေးတွေကတချို့အိမ်တွေဆိုမောင်နှမနှစ်ယောက်တချို့အိမ်ဆိုညီကိုနှစ်ယောက်ညီမနှစ်ယောက်အဲ့ဒီပါဆိုတော့အဲ့ကတော့တော့ဆက်ရောက်နေတာခါရက်တော့မတူဘူးအမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့လည်းပြည်သူတရက်လုံးဒန်းတူညီမျှမှုရရှိရေး ငြိမ်းချမ်းရေးနဲ့တရားမျှတမှုရရှိရေးစတဲ့ဥတီချက်တွေကိုခိုင်ခိုင်မာမာလက်ဆွဲထားပြီးစစ်ကောင်စီရဲ့ကျူးလွန်မှုတွေကိုအပြစ်ပေးအရေးယူနိုင်ဖို့အတွက်အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ငလျင်တန်ပြီးမှအပြစ်ခတ်ရဲစဲရေးတွေလှုပ်ဆောင်ပါတယ်လို့ကြွေးကြော်ပြီးကဘာကိုမျက်စိလက်လိညာဖို့ကြိုးစားနေတဲ့ကာလအတွင်းမှာအခုလိုမျိုးဒီပရင်ကိစ္စတစ်ခုကအကြမ်းဖက်စစ်တပ်ရဲ့စိတ်ရင်းစေတနာမှန်ကိုပေါ်ပြရလဲရောက်တယ်လို့ကဘာကို လိန်ညာမခံမှုတတိပြုဖို့အတွက် ကလေးတွေအသက်နဲ့သတင်းစကားပေးလိုက်တာပဲဖြစ်ပါတယ်။တရားဥပဒေတိုင်းထိရောက်စွာအရေးယူနိုင်မှုအတွက်နိုင်ငံတကာ ခုံရုံးဖြစ်ပါစေ။နိုင်ငံလိုက်ခုံရုံးတွေမှာတရားစွဲဆိုအရေးယူမှုတွေဖြစ်ပေါ်အောင်လူခွေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့အစွမ်းကုန်ကြိုးပမ်းလှုပ်ဆောင်နေလျက်ရှိပါတယ်။အာဏာသိမ်းကာလ၄နှစ်အတွင်းစစ်ကောင်စီကနိုင်ငံနေရာအနှံ့ကိုလေကြောင်းတိုက်ခိုက်မှုအကြိမ်ရေပေါင်း၄,၉၈၅ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ4629ယောက်သေဆုံးခဲ့တယ်လို့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကမေလ12ရက်နေ့မှာထုတ်ပြန်ထားပါဗျ။စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်စာတင်ကျောင်းပေါင်း333ကျောင်းပျက်စီးခဲ့တယ်လို့ DWB ကကြောက်ယူရရှိထားတဲ့အချက်အလက်တွေရသိရပါဗျ။ကျမတီရီပါ။ဝန်ထဲချင်းအထိမ်းဖတ်နဲ့ဒီဟာကိုလွှင့်ထူနေတာ ဖြစ်ပါလေရှင်။ ရန်ကုန်နဲ့အေရီတိုင်းကြားမှာရှိတဲ့ညောင်တုံးမြို့နယ်တဲကပန်တိုင်ကိတ်မှာစစ်ကောင်စီတပ်ကခီးသွွားပြည်သူတွေစီကနေမှတ်ပုတ်တင်တွေတောင်းယူစစ်ဆင်နေပြီးမှတ်ပုတ်တင်အချက်လက်တခုခုလွဲမှားတဲ့ခီးသည်တွေကိုဖမ်းဆီးနေတယ်လို့ခီးသွွားတွေကပြောပါတယ်။မေလာပထမပတ်ကစတင်ကမှတ်ပုတ်တင်စစ်ပြီးမပါတဲ့သူတွေမှတ်ပုတ်တင်အသက်ကျော်နေသူတွေနဲ့အချက်လက်လွဲမှားနေတဲ့မှတ်ပုတ်တင်ကန်ဆောင်ထားသူတွေကိုဖမ်းဆီးနေတာလို့ဆိုပါတယ်။ ကားပေါ်မှာမှပုတ်တင်အစ်စ်မလဲရသေးတဲ့ကလေးတွေခေါ်ထားခံလိုက်ရတဲ့အတွက်ကားသမားတွေအနေနဲ့ခီးသွွားတွေကို ခီးမသွားခင်မှပုတ်တင်ပါမပါတေချာအောင်မေးပြီးမှကားပေါ်တင်စေချင်တယ်လို့ကားသမားတယောက်ကပြောပါတယ်။ပန်းနိုင်ဂိတ်မှာမေလပထမပတ်ကနေမေလ17ရက်နေ့အထိဒေသအသီးသီးကနေလာရင်ဂိတ်မှာ အဖမ်းခံရတဲ့သူ18ယောက်ထိရှိပြီးစစ်ကောင်နဲ့တင်ခေါ်သွားတာကိုတွေ့ရတယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်ရှင်။ ဒီပပီယိုမြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆမ်မဂျေဆုတမရရှင်